င်္ဂလာပါသုဒ္ဓပရိသာ YouTube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့လစ်လျူမရှုသင့်တဲ့အရေးကြီးတဲ့ကျမ်းမာရေးလက္ခဏာ၈ခုကိုတင်ပြလိုပါတယ်သင့်ခန္ဓာကိုယ်ဘာဖြစ်နေတယ်ဆိုတာကိုသိရှိခြင်းဟာအနာယောဂဖြစ်ပြီး ထင်ရှားတဲ့ယောဂလက္ခဏာကိုတုံ့ပြန်ခြင်းသာမကသတိမထားမိတဲ့တန်တရားရှိတဲ့လက္ခဏာတွေကိုပါဂရုစိုက်ရမှာဖြစ်ပါတယ် အဲ့ဒီလက္ခဏာတွေကိုလစ်လျှရှုထားပါက သို့မဟုတ်ကုသမှုမခံယူပါက အချိန်ကြာလာတာနဲ့အမျှပုံမိုဆိုးရွားလာပြီးတင့်ကျမ်းမာရေးကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။တစ်ဖက်မှာတော့အဲ့ဒီလက္ခဏာတွေဟာအန္တရာယ်မရှိတာလည်းဖြစ်နိုင်တာကြောင့်ကိုယ်ခန္ဓာကိုယ်ဘာဖြစ်နေလဲဆိုတာကို သိရှိခြင်းဖြင့်ကျမ်းမာရေးနဲ့စေအေးချမ်းခြင်းနှစ်ရလုံးအတွက်ရရှိနိုင်ပါတယ်။ယခုရပိုင်းအတွင်းမှာအင်္ဂလန်နိုင်ငံအမျိုးသားကျမ်းမာရေးဝန်ဆောင်မှု National Health Service မှသတိပေးဆောင်ပါဖတ်ရှုရန်တင်ပြချက်ကိုထပ်ဆင့်တင်ပြလိုက်ပါတယ်။လိတီယူမရှုသင့်တဲ့အရေးကြီးတဲ့ကျန်းမာရေးလက္ခဏာရှိခုကတော့နံပါတ်၁မရည်ရွယ်ပဲကိုယ်အလေးကျင့်ကြာဆင်းခြင်း Unexplained weight loss နံပါတ်၂အဖျားဇက်တိုက်တက်ခြင်း Persistent fever နံပါတ်၃အသက်ရှူကျခြင်း shortness of breath ဝမ်းသွားတဲ့အလေးအထားပြောင်းလဲခြင်း change in power habits ပိုက်ပွားခြင်းစက်တိုက်ဖြစ်နေခြင်း persistent bloating နံပါတ်6ရင်ဘတ်အောင်ခြင်း chest pain နံပါတ်9ခြေချင်းဝှက်ရောင်ခြင်း swollen ankles နံပါတ်10မူးဝေခြင်း dizziness ဒီလက္ခဏာတစ်ခုချင်းစီကို နောက်မှရှင်းပြပါမယ်အဲ့ဒီထုတ်ပြန်ချက်ကို2028ခုနှစ် February လမှာပြန်လည်ဆန်းစစ်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်